အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့စက်ယုံမှာပေါ်ထန်းတော်တော်များများဘိုက်တင်အောင်စားတဲ့နေ့ပါဒီနေ့ကတော့ကိုရီးယားလူမျိုးတွေအရန်ကြိုက်တဲ့ဝက်တာဆလတ်ကျွေးပါတယ်ဒီပါဝက်တာဆလတ်လေးစားခြင်းကြလေးပါဝက်တာဆလတ်ကိုသူကအတာဝက်တာနဲ့တိတ်တက်လုပ်ပါတယ်အစီမပေါဘူးပြီးရင်ဆလတ်ပေါ်တင်ပြီးတော့အခုလိုမျိုးလိတ်ပြီးတော့စားလို့ရပါတယ် ။ရောက်မတော်စလက်ပါ။မတော်စလက်ကိုကျွန်တော်ဒီဘက်မှာလည်းထဲလာပါတယ်။အဲ့ဒီဟင်းနေကိုရီးယားလူမျိုးရမ်းချိုက်ပါတယ်။ဒါဆက်ရုပ်တရုံလုံးကိုထမ်းတွေရမ်းချိုက်ကြပါတယ်။ဒါတော့ပဲပြောဟိုသူကပင်းပီလေးနည်းနည်းလေးနဲ့ချစ်ထားတာပါ။ပြီးရင်မိုးလေးလည်းပါပါတယ်။အဲ့ဒီဟင်းနေလည်းရမ်းပေါက်အောင်ပါတယ်။သူကပင်းပီပါတယ်ဆိုပေမဲ့ဒီအရန်မငယ်ပါဘူး။ကျွန်တော်တော့အဲ့ဒီဟင်းချိုလေးကိုအရန်ကြိုက်ပါတယ်။ အဲအဲ့တော့ကျွန်တော်ယူပြတဲ့ဟာတော့မြန်မာလူမျိုးတွေတို့မြန်မာခေါ်ကြတာကတော့ကိုရီးယားဘူဒီလို့ခေါ်ပါတယ်သူအရသာလေးကဘူဒီနဲ့တူပါတယ်ပြင်တော့ကျွန်တော်စိတ်မှကြွေးတဲ့အာလူချောင်းကျော်ပါကိုရီးယားမှာအာလူလို့ကစောဦးလို့ရန်စားကြပါတယ်ကျွန်တော်ဒီနေ့အာလူချောင်းကျော်လည်းပါတယ်ဆိုတော့ထမင်းလေးကိုကျွန်တော်နည်းနည်းပဲထည့်ခဲ့ပါတယ်ထမင်းလေးနည်းနည်းစီးနေပါတယ်ဒီနေ့ ဒီနေ့တော့ဟင်းနေအများကြီးပါပဲအဲကျွန်တော်အဲဒီသမင်းကူးလာတော့တော်တော်များများအဲဒီသမင်းမကန်တဲ့အပြိအပြိထဲလာကြပါတယ်ဒီနေ့ဟင်းအရင်ကောင်းလို့ပါပြီးတော့တော့ခင်ချီမကြွေးတဲ့နေ့တွေဆိုရင်ခင်ချီမပါတဲ့နေ့တွေဆိုရင်မုံလုံးခင်ချီပါပါတယ်မုံလုံးအချိန်မှာအဲ့တော့ကျွန်တော်တို့ဒီနေ့ဟင်းအရင်ကောင်းပါတယ်ပြီးရင်ကျွန်တော်တို့မှာဒီနေ့ ဒီမုတ်လည်းကျွေးပါတယ်မုတ်ကတော့ဆက်ယုံကဘောထန်းတယောက်ကျွေးတာပါအဲ့တော့ကျွန်တော်တို့မုတ်တစ်မျိုးကျွေးပါတယ်တစ်မျိုးတစ်ခုစီယူလို့ရပါတယ်အခုကတော့ကျွန်တော်ဒါယူပြနေတာကတော့ရင်းကြီးမုတ်လေးပါကျွန်တော်တစ်ခါမှမစားဘူးပါဘူးပြီးရင်ဒီဖက်မှာတော့အဲ့ဒီအရင်တစ်ခါကကျွန်တော်စားဖို့ပါတယ်ပဲမုတ်လေးပါပဲမို့အတီး6လေးနဲ့လောက်ထားပါတယ် ကိုရီးယားမှာအဲ့ဒီလက်လုံမုတ်တွေရန်စီကြီးပါတယ်သူကလက်လုံမုတ်တွေဆိုရင်ဈေးမပေါ်ပါဘူးဈေးတီးပါတယ်အဲကျွန်တော်ဒီမုတ်ကိုညတစ်ခါဝစားဦးပါတယ်သူကဒီတိုင်းပြင်မှာထားလာလို့မရပါဘူးကျွန်တော်တို့တကယ်လို့မစားဖြစ်ရင်ကျွန်တော်ရေခဲတက်တာထဲထားထည့်လာလို့ရပါတယ်အဲ့တော့ကျွန်တော်ကဒီနေ့ကဟင်းရမ်းများတယ်ဆိုတော့လေ ကျွန်တော်အဆောင်ယူတော့မှာပါယူပြီးတော့ကျွန်တော်ဆောင်းမှာရှိတဲ့ရေတက်တာထဲကိုကျွန်တော်ထည့်တာမှာပါပြီးမှကျွန်တော်ကော်ဖီလေးနဲ့တောက်မှာပါအဲကျွန်တော်အရှိမာကျွန်တော်တို့ဆက်ရုပ်ကမြန်မာညီလေးလာထိုင်ပါတယ်သူ့ကြောင့်လည်းကျွန်တော်လည်းပြပြချင်ပါတယ်သူကဆက်ရုပ်တရုံလုံးမှာအသားမစားတဲ့တယောက်ပါအသားမစားတဲ့အတွက်သူ့ကိုဒီပင်ချင်ခံအန်တီရာချစ်ဦးလေးပေးပါတယ်သူကဝတ်တာလည်းမစားပါဘူးချစ်တာလည်းမစားပါဘူးငားလည်းမစားပါဘူးအမဲသားလည်းမစားပါဘူး အားလုံးပဲထမင်းလေးစားကြပါဦး